ကျွန်မြန်မာနိုင်ငံဟာခင်မီနိုင်ငံတော်အဖြစ်ကိုပြန်လည်တည်ဆောက်မှာဖြစ်တယ်။ဒါကြောင့်မလို့တိုက်တဲ့ခိုက်တဲ့ရန်သူတွေကိုလည်းကျွန်တော်တို့ကမီးလို့ရေးလို့ချက်သုံးပြီးတော့တကယ်ကိုမိမကောင်းရန်တွေလုံနေတယ်ခုတမျိုးတော်ကြာတမျိုးလုံနေတယ်တက်မတော်ကအားကြီးလို့ရှိရင်ချော့တော်ပေါ်တော်နဲ့အတနာခံသူလိုမျိုးငင်ချမ်းမဲ့လူချင်းသူလိုမျိုးလုံနေတဲ့ KIA လိုကောင်မျိုးတွေကိုလည်းအပြက်နှိမ်နှင်းပြရမှာဖြစ်တယ်။ဘာမှသူတို့တွေကိုခေါ်ပြီးတော့ညှိနှိုင်းစရာအကြောင်းမရှိဘူး။ညှိနှိုင်းနေဆိုတာကတကယ်ကိုတက်မတော်ကိုသဘောထားမှန်တဲ့အမြဲတမ်းလက်တွဲခဲ့တဲ့လူတွေနဲ့ပဲညှိနှိုင်းတင်တာ အမြဲတမ်းတက်မတော်ဘူးအမြဲတမ်းဒုက္ခပေးဖို့ပဲချောင်းနေတဲ့ကောင်မျိုးတွေနဲ့ဆိုရင်ဒါမှမညီနိုင်တဲ့ဘူးအပြည့်နှိမ်နေရမှာအားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့ NCA လက်မခံတဲ့ KIA ကိုတက်မတော်အနေနဲ့နေလိုမီလိုအပြည့်ချေမုံတုတ်တင်ရမယ်လို့တက်မတော်ထောက်ခံသူမျိုးထွတ်သူကပြောဆိုလာသည်မို့အဆုံးထိနားဆင်ဝေဖန်တုံးတက်ပေးသွားကြပါဦးခင်ဗျာမြမတက်မတော်ကတော့ဒီပေါ်မျိုးကိုအပီးတိုင်တိုက်ခိုက်သိမ့်ပိုက်လိုက်ပါပြီအကျန်းဖတ်တောင်းကျင်းသူ TNL တဘုံကတော့မျိုးရင်းမှာရှိတဲ့ပြည်သူတွေရဲ့ စီးရီးဥစ္စာများကိုလူယူတာတွေမိရှုဖြက်စီးတာတွေကိုစားမရတဲ့အမဲတဲနဲ့ပတ်ဆိုသလိုပြုတ်လုခဲ့တာပါမြန်မာတပ်မတော်တရားဥပဒေစိုးမိုးရေးနဲ့ဒီမင်းငိမ့်တဲ့ရေးတွေကိုဒါဆင်ဆက်မပြတ်ဆက်လက်လှုပ်ဆောင်နေတာပါကြောင်မဲမြို့ကိုတိုက်ခိုက်ရတာလောက်ဒီတီဘောမြို့ကိုတင်ပိုက်ရတာဟာမခက်ခဲခဲ့ဘူးဆိုတာလည်းသိရှိရပါတယ်မြန်မာတပ်မတော်သားများအထူးကအကြဆုံးနည်းနည်းနဲ့ဒီတီဘောမြို့ကိုတိုက်ခိုက်တင်ပိုက်ခဲ့နိုင်တဲ့အတွက်ကြောင့်မို့လဲအမတန်မှဝမ်းသာဂုဏ်ယူဖြစ်ရပါတယ်မြန်မာတပ်မတော်အနေနဲ့ကမူဆယ်ဒီမန္တလေးလမ်းမကြီးကိုပွင့်ဖို့အတွက်ကိုကြိုးပမ်းအားထုတ်နေတာဖြစ်ပါတယ် ဒီဘောမျိုးရရှိတဲ့အချိန်ဟာဒီနေပြီးတော့မှ NCA ဆယ်နှစ်ပြည့်ကိုတက်မတော်ကောက်ဦးစီးဘုံချုပ်မူကြီးမင်းအောင်လိုင်းနဲ့တကွတခြားသောငင်းချင်းရေးကောင်စီဝင်တွေတခြားသောတိုင်းသားခေါင်းဆောင်တွေအပါတီမှုထူစင်ဖော်တို့နဲ့တကွတခြားသော DKPA ခေါင်းဆောင်တွေအပုဟုကဥခုံးကာတို့တက်ရောက်လာတာတွေ့ရှိရမှာဖြစ်ပါတယ်တကယ်တော့ NCA ဆိုတာကတမရိုင်းဥသိမ်းစိန်လက်ထက်မှာပြုတ်လုခဲ့ပြီးတော့တတနိုင်ငံလုံးအတိုင်းအတာတစ်ခုအနေနဲ့အပြစ်ခက်ရဆဲရေးကိုတမရိုင်းဥသိမ်းစိန်ကတူတတန်းမကုံဆုံးသွားခင်မှာဆွမ်းဆွမ်းတမန်ကျိုးပန်းအထုပ်ပြီးတော့ပြုတ်လုခဲ့တာပါဒီကျိုးပန်းအထုပ်မှုကိုတောင်ဆန်းစုကြည်အနေနဲ့ကဘလို့မှတ်ချက်ပေးခဲ့ရလဲဆိုလို့ရှိရင်အလင်းစလို့လက်မှတ်မရေးထိုးဖို့လဲပြောကြားခဲ့တာကိုကျွန်တော်အမှတ်ရမှာဖြစ်ပါတယ်တန်တန်ကောင်းဆောင်များအနေနဲ့ NCO အကောင့်မမြင်မှုအလင်းစလို့လက်မှတ်မရေးထိုးဖို့လဲပြောခဲ့တာရှိပါတယ်တောင်ဆန်းစုကြည်လက်ထက်မှာဆိုရင် NCO ဆက်လက်ပြီးတော့အသက်မသွင်းတော့ဘဲနဲ့ ဒီ21ရာစုပင်လုံးဆိုတဲ့ဝေါ်ဟာရကိုအသုံးပြုပြီးတော့ကျင်းပခဲ့တာရှိပါတယ်ဒါပေမဲ့ကောင်းမွန်တဲ့ရလက်ထင်ရှားရလက်ဘာတစ်ခုမှဖြစ်ပေါ်မလာဘဲနဲ့ဒါအေးဟာဒေါအောင်ဆန်းစုကြည်လက်ထက်မှာပဲပုံမိုးအင်အားကြီးထွားလာခဲ့တာဖြစ်ပါတယ်ဒါကတော့ဒေါအောင်ဆန်းစုကြည်လက်ထက်ရဲ့ငြိမ်းချမ်းရေးအခြေအနေတစ်ခုပါနောက်တစ်ခုကလည်း TNL ကအဲ့ဒီချိန်မှာအဲမေမျိုးအဝင်မှာရှိတဲ့တိုးဂိတ်တွေကိုမီရှုပ်ဖြစ်စီတာတွေပြီးတော့စစ်တင်တဲ့အကြောင်းကို short tight ဒုံးနဲ့ပြစ်တာတွေဒါတွေကိုဒေါအောင်ဆန်းစုကြည်ခေါင်းဆောင်နဲ့အစွဲလက်ထက်မှာ TNL ဟာအကြမ်းဖက်လုပ်ရက်တွေကိုပြုလုပ်ခဲ့တာဖြစ်ပါတယ် ။နောက်ပြီးတော့ AA ကလည်းဒေါန်ဆန်းစုကြည်အုပ်ချုပ်နေတဲ့တတန်းကာလမှာပဲဒါတောက်လျှောက်ကိုရခိုင်ပြည်နယ်မှာတိုက်ပွဲတွေပေါ်ဆောင်ခဲ့တာဖြစ်ပါတယ်ရခိုင်ပြည်မြောက်ဘက်မှာတိုက်ပွဲတွေပေါ်ဆောင်ခဲ့တာရှိပါတယ်။ KIA ကလည်းလာတဲ့တူဒေါန်ဆန်းစုကြည်လက်ဆက်မှာပဲလက်ဆက်မှာတင်ပဲတိုက်ပွဲတွေအဲပေါ်ဆောင်ခဲ့တာရှိပါတယ်။ထိုစဉ်ကအဆိုရဖြစ်နေတဲ့သမရဦးမြင့်နဲ့ဒေါန်ဆန်းစုကြည်တို့ဟာဒီနိုင်ငံတော်ကိုဆန့်ကျင်တိုက်ခိုက်နေတဲ့သဘုံတွေကိုတိုက်ခိုက်ဖို့အတွက်ကိုတိုက်ရိုက်ကိုတက်မတော်ကိုအမိန်ပေးညွှန်ကြားခဲ့တာကြီးလည်းရှိပါတယ်။အဲခုကြတော့ဒါတို့ကဒီလိုမျိုး အမိန့်တွေကိုပေးခဲ့တာတက်မလို့ရတင်ပြမှုကြောင်းလို့ပြောရရလည်းရှိပါတယ်တကယ်တမ်းကျလို့ရှိရင်ဒီခေတ်ကမီဒီယာခေတ်ပါဘယ်သဘောမှာဘာလုပ်နေလဲဆိုတာကိုသိရှိဖို့ကတိတ်ပြီးတော့မခက်ခဲတဲ့အခြေအနေတစ်ခုဖြစ်ပါတယ် NCA ဆိုတာကတနင်္ဂနွေလုံးနေနဲ့အပြစ်ခက်ရဆဲပြီးငင်းချင်းကြီးကိုတွားဖို့တက်ကိုတမရိုင်းဥသိန်းစိန်ကသဘောထားကြီးကြီးနဲ့ KNU KIA ပါဝင်မြန်မာတနင်္ဂနွေလုံးမှာရှိတဲ့လက်အနေလေအောင်မြင်းဆောင်မကြံကိုခေါ်ပြီးတော့ဆွေးနွေးခဲ့တာဖြစ်ပါတယ် ဒီဟာကဗဇက်နဲ့ပြောပြီးတော့ဆွေးနွေးခဲ့ပြီးတော့ဗဇက်နဲ့ပဲသဘောတူခဲ့တာမဟုတ်ပဲနဲ့တကယ်တိုင်းသားခေါင်းဆောင်တွေတကယ်ကိုအမျှော်မြင်ရှိတဲ့သူတွေဟာလက်မှတ်ရေးထိုးခဲ့တဲ့အတွက်ကြောင့်မလို့ဘဲသူတွေကဘလောက်ပဲသဘောလေးတွင်တူရဲတယောက်တည်းသဘောနဲ့ NC ဟေးကပြတ်သုံးသွားပြီပဲပြောပြောဒီ NC ရဲ့သဘောတူညီချက်တွေဟာဒါအမြဲတမ်းဆက်စပ်မပြတ်ခိုင်မာစွာတည်ရှိနေမှာဖြစ်ပါတယ် အဲတက်မတော်ကောင်းဆောင်နေပြောထားတဲ့စကားရှိပါတယ်တက်မတော်ကငင်းချင်းကိုအလိုလားဆုံးအဖွဲ့စည်းဖြစ်တယ်ဆိုတာကိုပြောကြားခဲ့တာကိုသတိရမှာဖြစ်ပါတယ်တကယ်တမ်းကျလို့ရှိရင်တော့တကယ်တိုက်တိုက်လို့ရှိရင်တင်းစစ်သားတွေတည်တာဖြစ်ပါတယ်နိုင်ငံရေးမှားတွေဟာဗဇက်ဗဇက်နဲ့ပဲဒါဗဇက်နဲ့ပဲပြဿနာရှာကြတာဖြစ်ပါတယ်တကယ်တမ်းတက်မတော်သားတွေကတက်မတော်ရဲ့ရှေ့တန်းစစ်မျက်နှာတွေမှာတိုက်ခိုက်ရတဲ့အတွက်ကြောင့်မလို့ဒီတက်မတော်သားတွေဟာငင်းချင်းကြီးကိုပို့လိုလားတယ်ဆိုလို့ရှိရင်ဒါမမားတဲ့စကားဖြစ်ပါတယ်ဘာကြောင့်လဲဆိုရင်တက်မတော်သားတယောက်တည်လို့ရှိရင်တက်မတော်ရဲ့မိခိုးနေတဲ့တက်မတော်ရဲ့ဇနီးမယားတွေနောက်ပြီးတော့သားသမီးတွေပါ ခငင်မဲ့ပြီးတော့ဒုက္ခရောက်ကြရပါတယ်။ဒါကြောင့်တက်မတော်သားတယောက်ကြာဆုံးတာဟာတက်မတော်သားတယောက်တင်မဟုတ်ပါဘူး။တက်မတော်သားကိုမိခိုနေတဲ့မိဘသားသမီးဇနီးပါကြာရှုံးနေဆိုလို့ရှိရင်လည်းမမားပါဘူး။ဒီလိုမျိုးပိတ်ဆက်သွားတဲ့မိသားစုတွေမြမတက်မတော်မှာအများကြီးရှိပါတယ်။ခုခေတ်မှာမရှိတာမဟုတ်ဘူး။ဟုတ်လွတ်လပ်ရေးရခဲ့ရဗီယန်ရေးခဲ့ရဒီတောက်လျှောက်ထီကိုမုံဆိုးမဖြစ်သွားခဲ့တဲ့တက်မတော်သားမိသားစုဝင်တွေမုံဆိုး ဟာတစိုးဖြစ်သွားရတဲ့တာသမီတွေဟာတက်မတော်မှာအများကြီးရှိတယ်။ဒီမိသားစုတွေဟာဒီနိုင်ငံတော်ကြီးမပြုတ်ခွဲသွားအောင်နိုင်ငံတော်ကြီးကမ္ဘာအလယ်မှာဒီလိုမျိုးဒီတိုင်းပဲရှိအောင်မတမာသူတွေရဲ့ဒဇင်တောင်ခွဲထုတ်ပြီးတော့ပြည်တော်စုပြုတ်ခွဲအောင်လုပ်တဲ့အပြုတ်မှုတွေကနေပြီးတော့ကာကွယ်ရင်းနဲ့သူတို့ရဲ့ဘဝတွေကိုပိတ်ဆက်သွားခဲ့တာဖြစ်တယ်။ဥပမာဆို Gachin KIA အကြက်ဖက်တောင်းကျဉ်သူတပုံဆိုလို့ရှိရင်လည်းအများအားဝမ်းပေါင်းနိုင်ငံတော်ကြီးတည်ထောင်မှုတွေကိုပြောနေတာဖြစ်တယ်။တကယ်တမ်းကျလို့ရှိရင်တော့ပြည်တော်စုမပြုတ်ခွဲဆိုတာတက်မတော်ရဲ့တာဝန်မဟုတ်ဘူး။ တကယ်တော့တက်မတော်တခုတည်းတောင်းဝင်မဟုတ်ဘူးတက်မတော်အပါဝင်မြန်မာနိုင်ငံသားအားလုံးရဲ့တောင်းဝင်ဖြစ်တယ်ကျွန်တော်မြန်မာနိုင်ငံတော်ကြီးဟာဟိုရှေးစင်ဆက်ပြုခိပကံအင်းဝပင်းရကုံးမောင်စတဲ့ခိအဆက်ဆက်တောင်းကူခိညောင်ရန်ခိကုံးမောင်ခိအဆက်ဆက်တိုင်အောင်မြန်မာဘရင်ရဲ့အချုပ်ချာအာဏာဟာမြောက်ဖက်ဆိုလို့ရှိရင်ရွှေလီမြဝမ်းเนาะ AR မြဖြားပူတာအိုးအောက်မှာဆိုလို့ရှိရင်တလင်ကြီးအငူဆိုတော့ဒီနေ့ခေတ်မလေးနိုင်ငံသားအထီတော်ရောက်ခဲ့တာဖြစ်ပါတယ်ဒီလိုမျိုးကြက်ပြန့်တဲ့ဒါမြန်မာနိုင်ငံတော်ကြီးဟာပကံခေတ် နယ်နိမိတ်တွေမှာလည်းမြန်မာနိုင်ငံနယ်နိမိတ်ကိုတွေ့ရမယ်။ဘင်းအောင်ကြော်တင်တော်ရထားခစ်မှာလည်းမြန်မာနိုင်ငံတော်ရဲ့နယ်နိမိတ်တွေ့ရမယ်။အလောင်းမင်းဒီယာဦးအောင်စရဆင်ဖြူရှင်ခစ်စတဲ့ခစ်တွေမှာလည်းမြန်မာနိုင်ငံနယ်နိမိတ်တွေတွေ့ရမယ်။လွတ်လပ်ရေးရတဲ့အခါမှာမြန်မာနိုင်ငံဟာပိုပြီးတင်းငယ်သွားတဲ့နယ်နိမိတ်တွေကိုလွတ်လပ်ရေးရခဲ့တယ်။ဒီနယ်နိမိတ်တွေမှာပဲဗြိတိရှ်နယ်ချက်ကမြှောက်ပင့်ပေးခဲ့တဲ့လက်နက်ကင်နေဟာလွတ်လပ်ရေးရပြီးတော့ဆယ်နှစ်အကြာမှာပြည်အောင်စုကနေခွဲထွက်မယ်ဆိုပြီးတော့သူတလူငါတမင်းစူးစမ်းဆောင်ရွက်ခဲ့တာဒီအိန္ဒိယနိုင်ငံကြီးတစ်ခုကကွန်မြူနစ် တပုံတွေကိုအားပေးပြီးတော့မြန်မာနိုင်ငံကိုနှစ်ပိုင်းပိုင်းပြီးတောင်ကိုရီးယားမြောက်ကိုရီးယားပုံစံမျိုးတောင်ဗီယက်နမ်မြောက်ဗီယက်နမ်ပုံစံမျိုးဒီနေ့ဆိုဗီယက်ယူနီယံပြုတ်ကွဲသွားတယ်လို့မျိုးယူဂိုစလာဗီးယားပြုတ်ကွဲသွားတယ်လို့မျိုးမြန်မာနိုင်ငံကိုအစိတ်စိတ်အမှောင်မှား၄ဘိုင်း၅ဘိုင်းအထက်အောက်ပိုင်းပစ်ဖို့စူးစမ်းခဲ့တဲ့တန်တွေကိုတက်မတော်ဟာခါစီခံအမုံခံပြီးတော့တိစောက်ခဲ့တာပါတက်မတော်ဆိုရင်တက်မတော်ဟာအဖွဲ့အစည်းဖြစ်ပါတယ်တက်မတော်မှာပါဝင်ထက်ဆောင်နေတဲ့ ရဲဘော်တွေရာရှိရငံအကျက်စစ်တီတွေကသူတို့ရဲ့အသက်တွေကိုဆွန့်လွတ်သွားတယ်လို့သူတို့ကိုမိခိုနေရတဲ့ဇနီးမယားတွေဟာလည်းတခါတည်းကမှကိုယ်တိုင်ဝင်တိုက်ရတာရှိတယ်။သူတို့ရဲ့သားသမီးတွေကတခါတည်းကမှအသက်ပေးသွားရတာရှိတယ်။သူ2029ဆစ်စစ်ရေးမှာတောက်လျှောက်မှာလည်းရခိုင်ပြည်စစ်မျက်နှာမှာကြီးရှမ်းမြောက်မှာကြီးမြမတက်မတော်သားတွေနဲ့မိသားစုတွေဟာတချို့အာဂံဘိုးကြီးမိသားစုဆိုလို့ရှိရင်အမှတ်တန်တနာစရာကောင်းတဲ့တမိသားစုလုံးတယောက်မှကျန်အသက်ပေးသွားရတာရှိတယ်။ဒီလူတွေရဲ့ကျေးဇူးသစ္စာကိုယနေ့တာဝန်ထမ်းဆောင်နေတဲ့တက်မတော်သားတယောက်ချင်းစီကစောင့်တည်ရမှာဖြစ်တယ်လို့မြန်မာနိုင်ငံသားများအားလုံးကလည်း နိုင်ငံရေးအယောင်သွေးဆိုတဲ့မျက်နှာဖုံးကိုခွာချပြီးတော့ဒီတက်မတော်သားတွေရဲ့မြန်မာနိုင်ငံတော်စီလုံးညီညီဝပြုတ်ကွဲအောင်ကမ္ဘာအလယ်မှာတထဲဝဝနဲ့ကိုယ်နိုင်ငံကိုယ်လူမျိုးကိုယ်ဘာသာကိုယ်သာသနာရှိအောင်လုပ်တဲ့လုပ်ရက်တွေကိုထောက်ခံအားပေးသင့်တယ်ဆိုတော့ကျွန်တော်ပြောကြလို့ပါတယ်ကျွန်မတို့ကမညံ့ခဲ့ပါဘူးဒီဘက်ခေတ်မှာပါဒီဘက်ခေတ်မှာမြန်မာနိုင်ငံသားလူတော်တွေအများကြီးပါဒါပေမဲ့ကျွန်တော်ဒီဘက်ခေတ်မှာနှီးပညာခေတ်မီဒီယာခေတ်မှာကျွန်တော်တို့ဟာတပန်းရှုံးပြီးတော့ကျွန်တော်မီဒီယာတိုက်ပွဲမှာကျွန်တော်တို့ဟာမရှိမလားခံစားခဲ့ရပါတယ် တတိပြတိနဲ့ပြည်စုံပေမဲ့လည်းမီဒီယာလှိုင်းလုံးအောက်မှာကျွန်တော်မြန်မာနိုင်ငံသားရိုးသားသူတွေဟာအယောင်တွေဆွန့်ထင်ခဲ့ရပါတယ်။ဒါကြောင့်ကျွန်တော်တို့ကခုချိန်မှာသူများတွေက AI ဆိုတဲ့ကိုက AI နိုင်ရမယ်။သူများတွေကနှီးပညာဆိုတော့သူများတွေကနှီးပညာဆိုတဲ့နှီးပညာလုပ်နိုင်ရမယ်။သူများတွေကကားဆိုတဲ့ကားအဖက်ဖက်ကနေပြီးတော့နှီးပညာပဲဖြစ်ဖြစ်နောက်ပြီးတော့ဒီစက်မှုပဲဖြစ်ဖြစ်ကျွန်တော်တို့ကအဖက်ဖက်ကနေပြီးတော့ပြုလုပ်နိုင်ရမှာဖြစ်ပါတယ်။မဟာပန္ဒူလခေတ်တုန်းကအမတန်တတိရှိတယ်။ နော်ဒါပေမဲ့သူများဒိုင်းဆိုရရှိမှာကျွန်တော်တို့ဒိုင်းဆိုပြီးမပြစ်နိုင်ခဲ့ဘူးဒါကြောင့်မို့လို့ကျွန်တော်တို့ဟာတတိဘလောက်ရှိရှိငှက်ကြီးတောင်ဂါးကြီးကိုစိုက်ချပြီးတော့ရွှေတီးအောက်မှာပဲအသက်ပေးခဲ့ရတယ်ဒါဘာကြောင့်လဲတတိရှိတယ်ဒါပေမဲ့ခင်နောက်ကြခဲ့လို့ကျွန်တော်မြန်မာနိုင်ငံဟာခင်မီနိုင်ငံတော်အဖြစ်ကိုပြန်လည်တိဆောက်မှာဖြစ်တယ်ဒါကြောင့်မို့လို့တိုက်တဲ့ခိုက်တဲ့ရန်သူတွေကိုလည်းကျွန်တော်တို့ကမီးလို့ရေးလို့ကျင့်သုံးပြီးတော့တကယ်ကို မိမကောင်းရန်တွေးလုံနေတယ်ခုတမျိုးတော်တော်ကြာတမျိုးလုံနေတယ်တက်မတော်ကအာကြီးလို့ရှိရင်ချော့တော်ပေါ်တော်နဲ့အတနာခံသလိုမျိုးငင်းချမ်းပဲလိုချင်သလိုမျိုးလုံနေတယ် KIA လိုကောင်မျိုးတွေကိုလည်းအပြတ်နေနေပြရမှာဖြစ်တယ်။ဘာမှသူတို့တွေကိုခေါ်ပြီးတော့ညှိနှိုင်းစရာအကြောင်းမရှိဘူး။ညှိနှိုင်းတယ်ဆိုတာကတကယ်ကိုတက်မတော်ကိုသဘောထားမှန်တဲ့အမြဲတမ်းလက်တွဲခဲ့တဲ့လူတွေနဲ့ပဲညှိနှိုင်းတင်တာ။အမြဲတမ်းတက်မတော်ကိုအမြဲတမ်းဒုက္ခပေးဖို့ပဲချောင်းနေတဲ့ကောင်မျိုးတွေနဲ့ဆိုရင်ဒါမှညှိနှိုင်းတယ်ဘူး။အပြတ်နေနေရမှာ။ဒါပေမဲ့ကြိုးစားပါတယ်။တိုင်းရင်ဆွေးနွေးဆွေးနွေးတိုက်ဆွဲစကားလည်းရှိပါတယ်။ ။တွေးချင်းမှာဆွေးနွေးစရာမရှိဘူးဆိုတော့ဟိုဆောက်ယူတွေစကားလို့ပြောတော့ကျွန်တော်တို့တွေကပြောလို့တော့မရဘူး။တက်မတော်ဟာနိုင်ငံတက်မတော်ဖြစ်တယ်။အစင်လာရှိတဲ့တက်မတော်ဖြစ်တယ်။ဒါကြောင့်မလို့ပိုင်ရင်ဆွေးနွေးဆွေးနွေးတိုက်ရမှာပါပဲ။တကယ်ကိုယူကရိန်းနဲ့ရုရှားတို့မှာပဲဆွေးနွေးရသေးတာပဲ။တကယ်ကိုအမေရိကန်နဲ့ဂျပန်ဒုတိယကမ္ဘာစစ်မှာလည်းဆွေးနွေးရသေးတာပဲ။ဒါကြောင့်ကျွန်တော်တို့ကဆွေးနွေးရမယ်။ဆွေးနွေးရင်ကျွန်တော်မြန်မာနိုင်ငံသားတွေရဲ့အသက်အဝေးစိတ်တွေပို့ပို့ပြီးတော့အာဆုံးရှုံးတာလျော့ပါတာတတ်တာမယ်ဒါကြောင့်မို့ကျွန်တော်ဆွေးနွေးရမယ်ဆွေးနွေးခြင်းနဲ့ရလက်ကောင်းနေရမယ်ဒါပေမဲ့ဆွေးနွေးခြင်းနဲ့မထိုက်တဲ့နေကောင်းတွေကိုလည်းအပြတ်နှိမ်နှင်းခြင်းနဲ့သာ KNU တထုံခရိုင်မှာ လေးချောင်းကင်းထောက်တာနဲ့ဘုံကျဲမှုစစ်တပ်ကိုလှုပ်လာ။ကရင်မျိုးသားအစည်းအရုံး KNU တပ်မဟာ တထုံခရိုင်တွင်းရှိကျေးရွာတွေကိုစစ်ကောမရှင်တပ်ကလေကြောင်းကင်းထောက်တာနဲ့ဘုံကျဲတိုက်ခိုက်မှုတွေပုံမူပြုလုပ်လာတယ်လို့ဒေတာတော်လန်ရေးတပ်ဖွဲ့တွေကတန်လွင်တိုင်းကိုပြောပါရယ်စစ်ကောမရှင်တပ်ဟာပြီးခဲ့တဲ့လကစလို့တထုံခရိုင်ရဲ့အမျိုးနယ်တွေဖြစ်တဲ့ကြိုက်ထုတ်ပြီးလင်းတဲ့တထုံမျိုးနယ်တို့မှာစပိတ်ဘောလုံးတွေအပါအဝင်ဒရုန်းမီ၁၀နှစ်လေးရင်တွေနဲ့လေကြောင်းထောက်လန်းမှုတွေပုံမူပြုလုပ်လာတာဖြစ်ပါရယ် လေကြောင်းကင်းထောက်မှုပုံမှုပြုလုပ်လာတဲ့စစ်ကော်မရှင်တပ်ဟာအောက်တိုဘာ18ရက်နေ့ကလည်းကြိုက်ထုံမြို့နယ်ရှိကြောက်ဖြာကျေးရွာနဲ့နတ်စင်ကျေးရွာတို့ကိုလေကြောင်းကနေဘုံကျဲတိုက်ခိုက်ခဲ့တဲ့အတွက်အရက်သားတဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။အလားတူပြီးခဲ့တဲ့အောက်တိုဘာ9ရက်နေ့ကလည်း KNU ဘီလင်းမြို့နယ်ပြင်းမပင်စိတ်ကျေးရွာကိုစစ်ကော်မရှင်တပ်လေကြောင်းကနေဘုံကျဲတိုက်ခိုက်ခဲ့တဲ့အတွက်ကလေးငယ်9ဦးသေဆုံးပြီး10ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ စစ်ကော်မရှင်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုတွေဟာအရက်သားပြည်သူတွေနေထိုင်ရာကျေးရွာတွေကိုပိတ်မှတ်ထားမှုအပေါ်ကရင်မျိုးသားစီယုံ KNU တပ်မဟာတထုံခရိုင်ကလည်းအပြင်းထန်ရှုတ်ချထားပါတယ်စစ်ကော်မရှင်တပ်ဟာရွေးကောက်ပွဲနီလာလာနဲ့အမျှတိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေအပါအဝင်တော်လှန်ရေးတပ်ဖွဲ့တွေထိန်းချုပ်ထားတဲ့ဒေသတွေကိုလေကြောင်းတိုက်ခိုက်မှုပုံမှုပြုလုပ်လာတာကြောင့်အရက်သားထိခိုက်တိုက်စုံမှုမြင့်တက်လာပါတယ်